ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာဆက်လီတိမ်မမှုဖြစ်ပွားခဲ့ပြီးနှစ်ဦးသေဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသအင်းလေးကန်အတွင်းမှာဆက်လီတိမ်မမှုဖြစ်ပွားခဲ့ကကလေးငယ်တအူးနဲ့အမျိုးသားတအူးရင်းနှီးသေဆုံးခဲ့ကြောင်းဒေသခံများကပြောပါတယ် ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့ညနေ9:00နာရီဝန်းကျင်မှာမြင်းဒီကုန်းရွာမှာနံပံရွာသို့သွားစဉ်အင်းလီကန်ဟင်းသာတိုင်းအနီးမှာစက်လီတိမ်မောက်ခဲ့တာဖြစ်ပါတယ်။နံပံကမိန်းကလေးတယောက်မိန်းကလေးရဲ့တူတယောက်စက်လီမောင်သမားတယောက်လာပြီးမြင်းဒီကုန်းရွာသားမိန်းကလေးရဲ့ရီစားတယောက်ကိုလာကြိုပြီးနံပံကိုအပြန်မဖြစ်တာပါ။လေပြင်းတိုက်ပြီးလှိုင်းကြီးလို့မှောက်တာဟုဒေသခံတအူးကပြောပါတယ်။ အဆိုပါဆက်လီတိမ်မာမှုကြောင့်လေပေါ်မှာပါလာတဲ့ကလေးငယ်တအူးနဲ့အမျိုးသားတအူးသေဆုံးခဲ့ရပြီးအမျိုးသမီးတအူးနဲ့ဆက်လီမောင်းသူကိုတော့ရဲတွေကဖမ်းသွားတယ်လို့ဒေသခံများထံမှသိရှိရပါတယ်။ဆက်လီတိမ်မာမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်အမျိုးသမီးနဲ့ဆက်လီမောင်းသမားကိုတော့အနီးအနားရှိလူတွေကပြန်လည်ကယ်တင်နိုင်ခဲ့ပေမယ့်အသက်၅နှစ်အရွယ်ကလေးနဲ့၂၂နှစ်အရွယ်အမျိုးသားကတော့ရင်းနှီးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒေသခံတယောက်ကဟွန်တာဆက်လီလဲငယ်တယ်လူလဲများတယ်အဲ့ဒီညမှာလှိုင်းလုံးလဲကြီးတော့ဆက်လီကမှောက်သွားတယ်ခလီအလောင်းကိုတော့28ရက်နေ့မနက်မှပြန်တွေ့တယ်ကျန်တဲ့တယောက်တော့ညနေပိုင်းလောက်မှပြန်တွေ့တယ်အင်းလေးမှလေမောက်တာမကြဘူးဘူးအခုလိုကြတော့စိတ်မကောင်းပါဘူးလို့ပြောပြထားတာလည်းဖြစ်ပါတယ်။တေဆုံသူတွေကိုကဲဆယ်ရေးအဖွဲ့ကနန်းပန်ဆေးရုံစီကိုပို့ဆောင်ခဲ့ပြီးနိုဝင်ဘာလ29ရက်နေ့ကတကြိုခဲ့တာလည်းဖြစ်ပါတယ်။

်ရှင်ရုပ်ဖင်းလာဦးနော်ဟုတ်ကဲ့ဟုတ်ကဲ့ဖိတ်ဖို့မဆက်တော့ဘူးဟုတ်တယ်အမော်လေးပုတ်တယ်အမော်တယ်အမော်လေးပုတ်တယ်မြို့ဦးဒီပုတ်တယ်